ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကွစ်တီယိုမုံပတ်တုတ်ကလေးလက်ဆောင်ရတာနဲ့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လွယ်လွယ်ကူကူပဲကွစ်တီယိုတုတ်ကလေးတုတ်စားပတာလေးကိုအားလုံးကိုလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ကွစ်တီယိုတုတ်မှာဆိုတော့အရင်ဆုံးကွစ်တီယိုဆော်လေးစက်ပါမယ်ခနောဆုံးဝက်လောက်ထည့်ပေးပါမယ်စားရတော့နည်းနည်းပဲထည့်ပါမယ်ခနောထည့်ထားတော့ငန်သွားမှာဆိုရယ်ပေါ့နော်ပြီးရင်တော့စကြဆုံးဝက်လောက်ထည့်ပေးပါမယ် ြီးရင်ပန်းခင်ပြားရဲ့အကြီးဒဇွန်ထည့်ပါမယ်ခရုစီလည်းဒဇွန်ထည့်ပေးပါမယ်ရှာလကာရဲ့နောက်ထပ်ဒဇွန်ထပ်ထည့်ပါမယ်ပြီးရင်တော့ဆက်ဆက်ကလေးစားရအောင်ငရုတ်တီးကိုမမော့ကလေးဒဇွန်လောက်ထည့်ပေးလိုက်ပါမယ်ဒါကတော့တပွဲစာပြင်ဆင်မှာဖြစ်ပါတယ်ပြီးရင်ရင်းနှွေးလေးနှစ်စုံလောက်ထည့်ပေးလိုက်ပါမယ်အားလုံးကိုကြည်သွောင်းအောင်မှုထားပြီးပြီးရင်တော့တပွဲစာကွက်တီကိုဆော်လေးရပါပြီ။ တင်ဆောလေးရပြီဆိုတော့ပါဝင်ပစ္စည်းလေးတွေကိုစာပြီးတော့ပြုတ်ပါတော့မယ်အသားကတော့ကြက်သားလေးပဲသုံးထားပါတယ်ကြက်သားလေးကိုရေနွေးပပွက်စုလေးထဲမှာထည့်ပြီးတော့2မိနစ်3မိနစ်လောက်ပြုတ်ပေးလိုက်ပါမယ်ပြီးရင်တော့သူတို့ကိုဆယ်ယူထားပြီးတော့အထက်ထဲမှာထည့်မယ်ပဲပင်ပေါက်ကလေးနဲ့သစွန်းရက်ကလေးကိုလည်း2မိနစ်3မိနစ်လောက်ပဲပြုတ်ပြီးတော့ပြန်ဆက်ပေးထားလိုက်ပါမယ်ရှင် ဆွေးဝင် broccoli နဲ့ကစွန်းရခလေးတွေဆယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကွတ်တီယိုမုန်ဖက်ကလေးတွေကိုရေစိမ်ထားပါတော့နော်ရေစိမ်ထားတဲ့ကွတ်တီယိုမုန်ဖက်ကလေးတွေကိုလည်းခုနကဆယ်ယူထားတဲ့ unit box လိုလေးထဲမှာပဲပြန်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်သူကရေစိမ်မိသားဖြစ်တဲ့အတွက်အကြာကြီးတော့ပြုတ်စရာမလိုပါဘူး။ဟုတ်ပါကလေးတွေနူးမနူးကိုတော့ဆယ်ပြီးတော့ကြည့်လို့ရပါတယ်။ အထက်ထဲကအနောက်ကလေးတွေကုန်ပြီးတော့မုန်းဖက်လေးတွေကြီးသွားပြီဆိုရင်တော့အကုန်လုံးဆယ်ပေးလိုက်လို့ရပါပြီ။ကုတ်တွေတုပ်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေအားလုံးအဆင်သင့်ဖြစ်ပါပြီ။စပြီးတော့တုပ်ပေးလိုက်ပါတော့မယ်ရှင်။အရင်ဆုံးမုန်းဖက်တဲကိုကျပင်ပေါက်ကလေးနဲ့ကစွန်ရက်ကလေးထည့်ပေးပါမယ်။ပြီးရင်တော့စက်တုံယူစီချက်ကလေးကိုစမ်းပေးပါမယ်။ ပြုတ်ထားတဲ့အသားလေးကိုလည်းထည့်ပေးပါမယ်။လှော်ပြီးတော့အဆင့်သင်းထောင်းထားတဲ့မြေပဲဆန်လေးတွေကိုလည်းထည့်ပေးလိုက်ပါမယ်။နောက်ဆုံးမှာတော့ဆက်ထားတဲ့ကွက်တီအိုနစ်ကလေးတွေကိုအပေါ်ကနေဆန်ပေးလိုက်ရှင်ရပါပြီ။အချင်းကြိုက်တယ်ဆိုရင်တော့သမျှသီးလေးထပ်ပြီးတော့ညှစ်ပြီးစားသုံးနိုင်ပါတယ်ရှင်။ခုကတော့ရာသီဥတုပူပြင်းပြီးတော့ သွေးပေါင်တွေလည်းကျနေတဲ့အတွက်အချင်းတော့နည်းနည်းလေးချော့ထားလိုက်ပါရစေ။အချင်းအငံဆက်ကတော့ကိုလိုတူလိုပြင်ပြီးတော့စားသုံးနိုင်ပါတယ်ရှင်။စားချင်ပွဲကွက်တီကိုတုတ်လေးရပါပြီ။အခုလိုမျိုးလွယ်ကူရိုးရှင်းပြီးတော့အရသာရှိတဲ့နှစ်ချက်နီလေးတွေအတုတ်တုတ်နီလေးတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးဖို့မေးမိပါနဲ့အောင်ရှင်။ဆုံးဖြတ်ကြရအောင်ကြည့်ရှုပေးတဲ့သူတွေအားလုံးလည်းကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်။နောက်တင်မယ့်ဗီဒီယိုလေးတွေမှာလည်းအားလုံးနဲ့ပြန်တွေ့ကြပါမယ်။တတ်တာ။